ကျွန်တော်မြို့မှာဖရာကြီးတဆူရှိတယ်အရင်မဲနေအဲကျွန်တော်ထုံးတုပ်ချင်တော့ကျွန်တော်တငယ်ချင်းတွေစုပြီးတော့ပြောတော့တယောက်ကိုနှစ်ချက်စီထည့်ပြီးကျွန်တော်တို့ထုံးဝိုင်းတုပ်ကြတငယ်ချင်းတွေကထုံးဆိုတော့ပေါင်မြန်းမသိတော့လက်တွေနဲ့အကုန်လုံးတုပ်ကြပြူကြနေတငယ်ချင်းတွေအကုန်လုံးလက်တွေပေါက်ကုန်လုံးနောက်နေ့ထမင်းတော်မစားနိုင်ဘူးဆိုတော့ဟိုပေါ့လူငယ်ဆိုတဲ့သဘာဝအရာလှုပ်ချင်စိတ်ပဲရှိတယ်လှုပ်ရင်ဘာဖြစ်မယ်ဆိုတာကိုမသိဘူးဒါပြင်နဲ့လူငယ်လှုပ်ချင်တာကိုလည်းတအားတားလို့မရဘူးဘောနော်ဒါပေမဲ့ကျွန်တော်တို့ အခုအဲ့ဖျားဆိုလို့ရှိရင်ဒါဟိုတမိုင်းဝင်ဖျားပါအခုဆိုရင်ဒါရွှေသင်္ကန်းကတ်ထားတဲ့အဆင့်တိဟိုဖြစ်နေပြီပေါ့နော်အဲ့88ရေကင်းဖြစ်တဲ့ဒီမှာဂျက်ဆင်800ခန်းကျွန်တော်တို့ခန်းမယ်ကျွန်တော်တို့စာတင်ကုန်လေးတစ်ခုကိုဆွဲပြီးကဘာမကြီးစဆိုကြအဲ့ဒါနဲ့ကျွန်တော်တို့အရေကင်းစဖြစ်တော့ဖြစ်တယ်နောက်ကျွန်တော် career ကျွန်တော် short ပဲပြောပါမယ်ကျွန်တော်80နဲ့8ကကျွန်တော်တို့ဖန်းခံတော့ကျွန်တော်ပြေးကြပြီးတော့ကျွန်တော်ကင်းရွာမှာအချိန်တစ်ခုကြာအောင်ကျွန်တော်သွားနေလိုက်တယ်နေပြီးကျွန်တော်ပြန်လာပြီးတော့ကျွန်တော်တို့အမျိုးတွေတွေကဝန်ကွက်တယောက်ကသူကအဲ့လိုတင်းမောင်းမှာတော်တော်လေးယာတုရှိတဲ့တယောက်ဖြစ်တယ် တော့စာသွားလာရှိရကျွန်တော်အကူအညီတောင်းတယ်ကျွန်တော်နိုင်ငံခြားကျွန်တော်အရန်သွားခြင်းတော့ကျွန်တော်တင်ချာယူလိုက်တာလည်းဟိုတင်ချာယူရင်ကျွန်တော်တင်မော့လိုက်ရမယ်ဆိုတာသိတော့ကျွန်တော်အင်ဂျင်နီယာလည်းဝါသနာပါတယ်မဖြစ်ခဲ့တော့တော့တင်မော့လိုက်ရမယ်ဆိုပြီးကျွန်တော်ကြိုးစားပြီးတော့ကျွန်တော်တင်မော့လိုက်ဖို့သွားတယ်ဒါပေမဲ့ဟို passport တော့ရှောက်လို့ရတယ်သွားမယ်ဆိုတော့လေရင်လက်မှတ်ခါလည်းအကုန်လုံးကစုပေးတယ်ဝယ်လို့ရတယ်ဒါပေမဲ့သွားမယ်ဆိုတော့ပတ်စံလက်တဲ့80 80ပဲပါဒါနဲ့မထူးဆိုကျွန်တော်တို့စွန့်သွားတယ်စင်ကူရောက်တော့ pass center မှာအဲ့ဒါအိမ်မယ်ဆိုတော့ အထက်မှာအင်းလေးကြပြင်မအင်းနှစ်ကြဆိုကျွန်တော်ပြင်မပဲအိတ်တာဆိုအားလုံးလည်းပြပြရပါဟိုပြည့်စုံမှဆိုရင်တော့ဘရောမဖြစ်လာမှာမဟုတ်ဘူးကျွန်တော်တို့လူမျိုးကလေဟိုရန်ကုန်ကနေဘကိုးလောက်ရွှေ့ရင်တော့ဝန်ထမ်းတွေလုံးမလုံးမသွားခြင်းဘောနော်ဒီနေ့ဘတ်စကိုတကားမလို့ပါလို့ဆိုတော့သူများနိုင်ငံတွေသွားကဘာတွေပတ်ကြည့်ပြီးတော့မှဖြစ်တာကျွန်တော်တို့ကဟိုတခုခုတနေရာကိုစွန့်စားရမယ်ဆိုရင်စိတ်ကတိတ်ကတိကောက်ဖြစ်တယ်တကယ်တမ်းကျတော့ adventure လို့ခေါ်မျိုးတိတ်မလုံးခြင်းကျွန်တော်ကတော့ဟိုလူငယ်လုပ်ငန်းရှင်တွေကိုလေစွန့်စားစားလုပ်ရမယ်လို့တွေလုပ်စေချင်တယ် ဒီတက်ရွယ်မှာမလုပ်ရင်တက်ကြီးမှဆိုရင်ပိုစဉ်းစားလာလိမ့်မယ်ပိုပြီးဝေးသွားလိမ့်မယ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့ဒီဟာကိုကျွန်တော်ပြောပြတာအဲ့တော့စွန့်စားစီခြင်းနဲ့လှုပ်စီခြင်းနဲ့ချိုးစားစီခြင်းနဲ့မျက်စိလည်းပွင့်စီခြင်းတော့ပါနော်အဲ့တော့ရည်စရာတစ်ခုပြောရရင်ကျွန်တော်တို့ဝယ်တဲ့ကားတွေကရက်15000လည်းရှိတယ်1020လည်းရှိတယ်ဒေါ်လာ3000နဲ့လည်းရှိတယ်ဂျပန်သတ်မှတ်လိုက်တာနိုင်ငံခြားပို့တဲ့ကားတွေကိုပေါ့နော်ဒေါ်လာ600အောက်ကားပဲပို့ရမယ်အထက်ဆိုပို့လို့မရဘူးကျွန်တော်ဝယ်ထားတဲ့ကားတွေကအစည်း50လောက်ရှိတယ်ကျွန်တော်တို့တော့သွားပြီးမွဲပြီပေါ့ဘာလို့ကြုံရတဲ့လူဆိုတာအခက်ခဲတွေကိုလေ ဆိုတော့ကျွန်တော်အဲ့စိတ်ကမ်းမှာအိတ်ကားတွေကိုရှာတော့လေးနဲ့ထားပြီးတော့အိတ်ကားအစီလေး90ထားပြီးဒီတိုင်းဆိုရင်မပို့ရတော့ရယ်ပြန်ရောက်ရင်လည်းအိမ်မှာရန်တသောင်းတော့ရမှာမဟုတ်ဟုတ်အဲ့တော့ကျွန်တော်ဘာလုပ်လဲလို့မင်းဒါတော့ကောင်းတဲ့ဟာတော့မဟုတ်ဘူးဒါပေမဲ့စဉ်းစားမိတဲ့ညံအောင်ပြောပြတာကာဆယ်ကလာစစ်တဲ့နေကြလဲကြောင်းဗမာပြည်မှာဝင်ဒေါ်ကျက်တသောင်းလောက်နဲ့ဝယ်လို့ရတယ်မှန်ရှစ်မှန်အရန်စေးပေါ်တယ်လေတရားနှလုံးရှင်တလုံးဖြုတ်ထားတယ်တလုံးဝင်ထားတယ်ကာရှွန့်ထုတ်ထားလိုက်တာကားကြည့်လိုက်တော့ဂျပန်ကာဆယ်လဲလာကြည့်ဟာဒီကားတွေတလောက်ဆုတ်တာ ဘာဒါသွားတာကောင်းတယ်ရမ်း6000တော့မပြောနဲ့ငါဆိုရင်200တော့မပေးဘူးပေါ့နော်အဲ့ဒါအိတ်ကားတွေ90သလို pass ဖြစ်သွားတယ်ဆိုတော့ဟိုတက်အိုခဲခဲကဂျုံဝမ်းတက်တယ်ဗောနော်ဂျုံဝမ်းခဲ့တဲ့ချိန်တိုင်းမှာခေါင်းရင်းနဲ့စဉ်းစားပြီးတော့ဟိုလွတ်ထွက်သွားအောင်လုပ်ရတဲ့ဟာမျိုးတွေဗောနော်အများကြီးရှိပါတယ်။နောက်ကျွန်တော်ကဈေးွက်ရတာကနယူးဇီလန်ကလူတစ်ယောက်ချင်းကားနှစ်စီးလောက်ရှိတယ် now ကျွန်တော်တို့အဲ့တုန်းကပါကစ္စတန်ကသူက right hand drive တွေအကုန်လုံးသွင်းလို့ရသေးတယ်။ now ကျွန်တော်တို့အဲ့တုန်းကဆိုလို့ရှိရင်ဗမာပြည်ကိုကားတောက်လျှောက်သွင်းလို့ရတယ်။အဲ့တော့ကျွန်တော်တို့ကားသွင်းမယ်ဆိုရင်ဈေးကွက်ကအဲ့တော့ဈေးကွက်ကိုလည်းချဲ့သေးခြင်းတယ်။တခုတည်းလုံမယ်ဆိုရင်ကိုကတမျိုးပဲဝယ်တဲ့ခါကျတော့ရောင်းတဲ့လူကကိုကကိုချိုက်တဲ့တမျိုးပဲဝယ်သူကအတွဲလိုက်ရောင်းခြင်းကိုမတခြားနေရောင်းစရာမရှိဘူး။ဆိုတော့ကျွန်တော်တို့ကြတော့ကားပူရတယ်ဆိုတာကဟိုသွားလိုက်တာနဲ့သူက6စီးကျွန်တော်6စီးစလုံးယူလိုက်တယ် ဒါပေမဲ့ဒီကနယူးဇီလန်သွားဖို့ဒီကပါကစ္စတန်သွားဖို့ဒါကမြန်မာသွားဖို့ဒါကဒီမာနင်ပြန်အောင်လုပ်ရတယ်ဒါကဘယ် option ကိုတင်မယ်ဆိုတော့ကျွန်တော်ထင်တယ်လှုပ်လှုပ်တယ်ဆိုရင်တော့ဘောနော်ဈေးကွက်တိတိလေးထဲမှာလှုပ်ထားတယ် network ချေချေချေပြီးဈေးကွက်ချေချေကိုစဉ်းစားနောက်ပြီးတော့အဲ့အပေါင်းသင်းပေါ်မှာဒါကမမြတ်ရင်ဘာမှမဖြစ်ဘူးကိုကဒီဟာကို short လိုက်လို့ရတယ်ဆိုရင်ပဲတခြားနေရာမှာဘောနော်အမြတ်ရနိုင်တယ်ပေါ့ကျွန်တော်ကလာသမျှမြန်မာရှင်ကြီးကူဖြတ်သွားကျွန်တော်တွေ့သမျှကျွန်တော်ကစားမှာကျွန်တော်ဗမာစာကျွေးတယ်အဲ့တော့ရွှေစောင်းဆိုတဲ့ဗမာစာရင်းလေးရှိတယ်တက္ကသိုလ်ဗမာမှာလည်းဗမာစာရင်းရှိတယ် ော်ရှိသမျှပုံမှာဘသူဖုံးဆက်ဖုံးဆက်ဘာဖြစ်ဖြစ်ဘာလို့ဆိုတော့တခါတလေကားတိုက်တာရှိတယ်တခါတလေနေမကောင်းလို့ဆေးရုံတည်းတခါတလေရဲဖမ်းတာရှိတယ်ခါကြတော့ရှိအခက်ခဲတွေပေါ့နော်ကျွန်တော်ကဟို overstay နေကြတဲ့လူတွေများတယ်လေများတယ်ဆိုတဲ့ခါကြတော့ပြဿနာဖြစ်လာလို့ရှိရင်ရင်ဆိုင်ရတာဟိုတော်တော်ခဲရင်းတယ်ပြီးတော့လေအဲ့တော့တိုင်ယုံနေပါလေဆိုတော့လေ budget မရှိတဲ့ခါကြတော့ကိုတိုင်ရင်သာကိုလူမျိုးတွေကူညီဖို့ဆိုတော့တော်တော်ခက်တယ်အဲကျွန်တော်တို့ကအမြဲတမ်းလေးဗမာတွေဘာဖြစ်ဖြစ်ဖုံးဆက်ရင်လိုက်လုပေးတဲ့ဇေယျလေးအဲ့ဒီရရှိတယ်။အဲ့ဒါလေးဈေးကွက်တစ်ခုဖြစ်လာတာ။သူများကကူညီကြင်တာက ကိုယ့်ရဲ့မိဖွဲ့ရင်နဲ့ကိုယ့်ရဲ့ဈေးကွက်တစ်ခုဖြစ်လာတယ်ဆိုတာလေကိုမင်းမထားဖို့လို့ဟိုအားကစားကစားတာပဲဖြစ်ဖြစ်အမှုပညာလို့တာပဲပဲဖြစ်ဖြစ်ပေါ့နော် network ကို expand လုပ်တယ်ဆိုတာအရန်ကောင်းတယ်လို့ businessman တွေအတွက် network မရှိရင်ဘာမှလုပ်လို့မရဘူး friend အပေါင်းအသင်းအတိုင်းဝန်းမရှိရင်ဘာမှလုပ်လို့မရဘူး isolate ဖြစ်တဲ့လူကကြံခဲ့မှာပဲနောက်ဆုံးတော့ကျွန်တော်ဒါလူငယ်တွေပြောချင်တာစိတ်ရှည်ပါတီးခတ်ပါအပေါင်းအသင်းမြောက်ဝင်စားအောင်နေပါနော်အဲ့လိုမျိုးလူရလာရင် तू ကပို့ပြီးတော့ခြေတဲ့ခြေလာဟိုတအားကြီးပေါ့နော်တခြားပေါ့တိတ်ကံကောင်းလို့ဖြစ်တဲ့လူတော့ကျွန်တော်မပြောလို့ဘူးကျွန်တော်ဥပမာတစ်ခုပြောရင်ကျွန်တော် သူတို့မြေသားလုပ်ငန်းလုပ်တဲ့တခုမှာကျွန်တော်ကားအစီး20နဲ့ဘယ်ဟိုးသုံးစီးပို့ထားတယ်။တနေ့ကိုမြေကြီးချင်း1800လောက်ကြာ။အဲကျွန်တော်သူတို့ပြောကျွန်တော်လုံးဝလက်မခံနိုင်ဘူးကားတစ်စီးချင်းကျွန်တော်တွက်လိုက်တယ်တစ်စီးကို9ချင်းအခေါက်20ဆွဲရင်ချင်းတရာဆိုအခေါက်40ဆွဲလို့ရှိရင်ချင်း3600ကြာ။ဘာဖြစ်လို့1800ပဲကြာလဲကျွန်တော်သွားထိုင်တယ်သူတို့နဲ့အဲကျွန်တော်ကားသမားတွေခေါ်ဆက်သမားတွေခေါ်အကုန်လုံးထမင်းစားငါတို့လုပ်ကြည့်ရအောင်မင်းတို့ဓာတ်ရပူပြီးရောမြားအောင်လုပ်ရင်မင်းတို့လုပ်လို့ရတာမင်းဘာလို့လုပ်လို့မရမှာလဲဆိုတော့အဓိကကတော့ဟို ခေါင်းဆောင်တွေအကုန်လုံးကလည်းကိုယ့်ရဲ့အောက်ခြေလုပ်သားအစားကို organize လုပ်ဖို့လိုတယ်ဟုတ်ကဲ့နော်ရှင်းပြတော့ top management လောက်ပဲစကားပြောနေလို့မရဘူးတချို့ကအဲ့လိုထိတာမကြိုက်ဘူးဒါပေမဲ့လူသားတွေချင်းတူတူပဲဒီယာရုတွေဆိုတာလုပ်ငန်းသဘောတရားရ institutionalize ရထားထားတာဆက်ဆံတဲ့အခါကျရင်တော့လူသားအလုံးကတူတူပဲလို့ပဲဆက်ဆံကျွန်တော်တို့ဆက်ဆံတဲ့အခါကျတော့တို့ကကျွန်တော်သာဆန္ဒရှိတယ်ပြောလိုက်ရင်တို့ကအလုပ်လုပ်ဖို့အစင်းနေမှာကျွန်တော်ကအဲ့တော့မပါလို့လဲလဲဆိုတော့မြေကြီးတင်တဲ့နေရာရေမြေကြီးချတဲ့နေရာရေလမ်းဖြတ်တဲ့နေရာသုံးနေရာမှာ walkie talkie သုံးလုံးပေးထားလိုက်တယ် ုံးလုံးပေးထားတာပြီးတော့သူတို့ပြန်ခိုင်းလိုက်တယ်ပြီးရင်မင်းတို့ခောက်ရိပ်အများဆုံးကြတယ်ပြည့်စည်နေတယ်ပြီးတော့မင်းတို့အဲ့ဒါကိုငါဆုချမှာပြီးရင်မနေ့ကမနေ့ကြရင်မင်းတို့ငါတို့ထမင်းတူတူစားမယ်ပြီးရင်အမတခါတည်းငါပေးမယ်မင်းတို့ပတ်စားဆိုကျွန်တော်တို့ပြောရင်ကျွန်တော်အဲ့ဒီမပြောင်းကျွန်တော်တို့နဲ့အတူတူအိတ်တယ်ကျွန်တော်တို့ရှိသွားရင်လည်းကျွန်တော်အဖျားပွဲတွေဈေးတွေပါတယ်ရှိရင်တို့တို့အကျော်တို့တခြားခေါဆွဲကျော်တို့စားတရားကျွန်တော်အကုန်ဝယ်သွားတယ်တို့နဲ့မှစားတယ်ကျွန်တော်ကျွန်တော်မစားဘူးလမ်းမှာစားလဲကျွန်တော်မစားဘူးခိုးကြမှာအတူတူစားမယ်ဆိုတော့တို့ကလည်းတို့အချင်းများသိတဲ့အခါကျတော့ အလုတ်လုတ်တဲ့ခါမှာအန်ဟောစရာကောင်းတာက protection ကိုပြပြတာဒါပဲ protection ထွက်တယ် volume ကချင်း1800နေပြီးတော့3600ထွက်တယ်ဆိုတော့ margin ကနောက်တစ်ဆထပ်ရသွားတဲ့သဘောပဲဒီ investment ပဲဒီ set ဒီကပဲဒီလူပဲအဲ့တော့အချိန်ကိုတန်ဖိုးထားလိုက်တာရယ် skill ရယ် management ရယ် operation procedure ရယ်အကုန်လုံးစီးကောင်းဝင်ဆောင် adjust လုပ်လိုက်တဲ့ခါမှာခုနပြောတဲ့ COGS လည်းကျသွားတယ်ခုနကျွန်တော်တို့ protection လည်းတက်လာတယ်အဲ့တော့ profit ပဲဆိုတော့ကျတော့ကျွန်တော်တို့ကဟိုပေါ့ profit လိုချင်တဲ့အခါမှာခုနပြောသလိုလူတွေကိုမစည်းရုံးမဲ့နဲ့ကိုလှုပ်ချင်တာကိုတေချာနားလည်အောင်ရှင်းမပြဘဲနဲ့ကျွန်တော်သွားလို့မရ။ company ပေါ်မှာ lawyer ဖြစ်တယ်ဆိုရာထူးကြည့်တာလည်းမဆိုင်ဘူး။ကျွန်တော်ဒီ novotel hotel ဝယ်တော့ကကျွန်တော်ကာသမတယောက်ကကာသမတယောက်ရုံးမှာ16နှစ်လောက်ရှိပြီမောင်။အဲ့တယောက်ကကျွန်တော်ပြောတယ်ဒါမှငါတို့ဥက္ကဋ္ဌကွာဒါငါတို့ဥက္ကဋ္ဌဝယ်ထားသူ့စိတ်ထဲမှာပီတိတွေဖြစ်နေဒီကာသမဒါကိုသူ့အနေနဲ့ pride တစ်ခုအနေနဲ့သတ်မှတ်တယ်။လူကသာကာသမဆိုပြီးနဲ့ company ပေါ်မှာသူ့ရဲ့တစ္ဆာရှိမှုသူ့ company ပေါ်မှာတန်ဖိုးထားမှုကိုယ့်ရဲ့အလုပ်ရှင်ပေါ်မှာသူစေစနာထားတဲ့ဟာ ဆိုတော့ကျတော့ तू ကကိုက်ကျုံမီဂျုံကိုက်မီပဲကိုစင်စရာထားရင် तू ပြန်လာမှာဆိုတော့ကျတော့အဲ့တော့ကျွန်တော်တို့ကယာရုနဲ့မူတည်ပြီးတော့မှသစ္စာရှိခြင်းမရှိခြင်းနဲ့မဆိုင်ဆိုတော့အဲ့လို loyal ဖြစ်တဲ့လူတွေနောက်ပြီးတော့ကိုယ့် company ကိုချစ်တဲ့လူတွေကို trust လုပ်လို့ရတဲ့လူတွေအများကြီးရှိရတော့ company အတွက်အရင်ကောင်းတယ်ကျွန်တော်လည်းအချွေးတွေအများကြီးပါ debt to equity ratio က25 to 30%လောက်မှာရှိတယ် margin ရဆိုရင်ဒီလို financing cost နဲ့ကျွန်တော်တို့ cover မဖြစ်ဘူးကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကဆိုရင်ဒါပွင့်လေးပြောရင်ကျွန်တော်တို့11 million လောက်ရှုံးတယ် mess group က financial setup ကနည်းနည်းမြတ်တယ် ဆိုတော့အမြင်နဲ့အောင်မြင်နေတဲ့အဆင်ပြေနေတယ်လို့ကျွန်တော်တို့ပြောလို့မရဘူးဆိုတော့ကြာဆုံးချိန်ရှိတယ်တက်တဲ့ချိန်ရှိတယ်မြင်းနေချိန်ရှိတယ်ဒါနဲ့ကိုကဟိုကိုယ့်ကိုကိုယ်ခံနေရှိဖို့ပဲလိုတာဆိုတော့ကိုဘလို့သွားမလဲဘလို့ပုံစံစဉ်းစားမလဲကျွန်တော်ငငယ်တုန်းကဆိုရင်ကျမ်းပြန်မှာလဲအိမ်နေပြီနောက်နေ့ငါဘာဆက်လုပ်ရမလဲဆိုတာမျိုးစဉ်းစားရတာမျိုးတွေအများကြီးကြုံမှုသလိုတိမောအတိမောမှာလှုပ်ရှားတုန်းကလည်းငါတကယ်လို့တော့မရခဲ့ရင်ငါဘာဆက်လုပ်ရမလဲဆိုတာပြန်စည်းစရာလေးရင်ကောင်မရှိဘူးရှင်းပြောရင်တော့ overstate နေပြီနေပြီးရင်ချိန်တန်ရိုက်ခံဒါပဲရှိရင်ရှင် ဆိုတော့ကျွန်တော်တို့ကဟိုပေါ့အစိုးဆုံးဆုံးအချိန်လေးကိုအများကြီးကြော်ကြော်လာပြီးတော့မှဖျက်လာအဲ့ဒါကျွန်တော်ထင်တာတော့ဟိုပေါ့နော်စိတ်ပဲပေါ့ကိုယ်စိတ်ကတည်တည်ငြိမ်ငြိမ်နဲ့ဒါကိုဘယ်လိုကြော်မလဲဘယ်လိုစဉ်းစားတသိန်း၃၀၀နဲ့၈၀၀ကျော်တည်တာမှာ၉၀၀၆၀၀လောက်ပတ်တာတမျိုးတည်းတည်တာလူ၉၀၀၆၀၀မျိုးတမျိုးတည်းမှတည်တာစဉ်းစားလိုက်တဲ့အခါကျတော့ cancel လို့တည်ရဆိုပြင်းနဲ့လဲကျွန်တော်တို့ဆင်းရဲလို့တည်တာအများကြီးပါကျွန်တော်ဆင်းရဲတယ်အတညံနေတယ်။နောက်ကျွန်တော်တို့အိမ်ကဝလုံးလေးတွေနဲ့ကမ်းပေးမှာဆောက်ပြီးနေတယ်။တောင်းတောင်းသစ်သားရင်တောင်းတောင်းဆိုတော့မသိဘူး။ ဆိုတော့ကျွန်တော်တို့ရဲ့ဆင်းရဲတဲ့ဒဏ်ကကျွန်တော်တို့ရဲ့အသိဉာဏ်နည်းတဲ့ဟာတွေကကျွန်တော်တို့ခါးကြီးခံရရတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့အဲ့တုန်းကတက်နေတယ်များကျွန်တော်တို့ဝိုင်းလုပ်တယ်ရှိသမျှအဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ကူညီရတယ်နောက်ဆုံးပြီးကျွန်တော်အနေနဲ့ပေါ့နော်ဒီနောက်ဆုံး UNICEF တို့ဘာလို့လဲပါပေါင်းပြီးတော့ကျွန်တော်တို့အင်ဆောက်အကုန်လုံးပြောင်းပြီးတော့ကျွန်တော်တို့ကူညီပေးခဲ့တယ်ပေါ့အဲ့ဒါတော့ကျွန်တော်တို့ Nugget နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့ Nugget ဖြစ်ပြီးတော့ကျွန်တော် sanction ဖြစ်တယ်ဒါလည်းကျွန်တော် just sharing မှာလူဘွား မချိမဆန့်အခက်ခဲတွေခြုံရမှာပဲ။ဘာလို့လူတွေလည်းဘယ်သူမှကိုယ့်ကိုကောင်းပြောမှာမဟုတ်ဘူး။နော်ဒီကောင်တွေခွင်းရလို့သွားလှုပ်ထားပါ။ဘာဘာမှလှုပ်เสียမှာပြောကျွန်တော် ARV တိုင်းသားကျွန်တော်ဒေသလူတသိန်းလောက်သေးတယ်ကျွန်တော်ကျွန်တော်ဘလို့မှပြစ်မထားနိုင်ဘူး။ကျွန်တော်လုံနိုင်တာသွားလှုပ်တယ်။လုံနိုင်တာသွားလှုပ်တယ်ကျွန်တော်လှုပ်ထားလှုပ်ပေးတယ်။သို့တော်လည်းကျွန်တော်အဲ့ဓာတ်ပုံတွေမှာတော်တော်များများရဲ့လူကြီးပုံတွေနဲ့ကျွန်တော်တို့ပုံတွေတွဲပါတဲ့အတွက်အဲ့ဒါတွေပုံမှာကြည့်ပြီးတော့နိုင်ငံတကာ H ကိုဝင်လို့မရဘူး။ဒီလူတွေကြောင့်မလို့ဒါတွေဖြစ်တယ်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ဆန်ရှင်ဖြစ်တယ်။အဲ့တော့ဆန်ရှင်ဖြစ်ပြီးကျွန်တော်တနေ့မှတော်တော်များများ ကျွန်တော်အိတ်မပြောဘာလို့ကျွန်တော် international မှာကျွန်တော်ကအဲ့ဒီအချိန်မှာစဝင်နေပြီအဲ့တော့ sanction ဆိုတဲ့ dan နဲ့ international မှာ email မရှိအဲ့တော့ကျွန်တော်ကအားလုံးလေလူငယ်တွေကိုမှာစေချင်တာက business တစ်ခုလုပ်မယ်ဆိုရင်တော့ reputation မထီအောင်အမြဲတမ်းစူးစမ်းပါနောက်တစ်ခုက image ကိုလုံးဝမပြတ်စင်းနဲ့ဖြစ်ခဲ့ရင်လည်းစိတ်မပြတ်နဲ့ပြန်တိဆောက်နော်ဘလို့ဖြစ်ဖြစ်မရရအောင်ပြန်တိဆောက်မထူးကွာဖြစ်ချင်တာဖြစ်ဆိုတာမျိုးအင်ဂျီဖြူတထဲကိုမမဲအောင်ထိန်းဝင်တအားခက်မဲခြင်းလွယ်လွယ်လေးဆိုတော့ အဲ့ကိုကထိမ့်သိမ့်ရမယ့်ဟာဒီအကုန်လုံးရနိုင်တဲ့များထိမ့်သိမ့်ရနိုင်တဲ့များလို့ကျွန်တော်အနေနဲ့ပြောတော့ reputation ကောင်းအောင်လုပ်ဖို့ဆိုတဲ့ဟာမှာကိုဘလောက်ကောင်းအောင်လုပ်ပြနေလဲ condition ကအခြေအနေမပေးဘူးဆိုရင်လည်းမရဆိုတော့ဒါမျိုးကျွန်တော်တော့ညီလေးညီမတွေပြောချင်တာကတော့ဘတော့ဖြစ်ဖြစ်နော်ကျင့်ဝင်သိခါနော်နောက်တစ်ခုကတော့နာမည်ဘရောမှာပါမသွားခြင်းလားပတ်စံပြန်ရှာလို့ရတယ်နာမည်ပါသွားရင်ဘလို့မှပြန်လုပ်လို့မရဘူးကျွန်တော်ဖြစ်စေချင်တာကညီလေးညီမတွေကိုကျွန်တော်တို့ကသိက္ကံဆိုးတယ်ကျွန်တော်နိုင်ငံညီတို့ညီမတို့အတွက်အကောင်းဆုံးနီးလန့်ကတကယ်တော့ capital market ရှိတယ်ဒီလိုညီမတို့သွားတဲ့တလန်ကဘိုးမြတ်ကျွန်တော်တို့မှလုံးဝမရှိဘူးအဲ့တော့ financial sector မှာ၄ခုရှိတယ် insurance ရယ် bank ရယ် capital market ရယ် investment bank ရယ်အဲ့ကျွန်တော်တို့မှ capital market မရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော် main book လည်းမရဘူး channel account book လည်းမရဘူးကျွန်တော်တို့တင်လို့လည်းမရဘူးတင်ပြန်ရင်လည်းမဖြစ်သေးတဲ့ခါကျတော့ကျွန်တော်တို့ရဲ့အရင်းနှီးတိုးချဲ့ဖို့အတွက်ညီလိုညီမတို့တော်မဖြစ်နိုင်ဘူးအဲ့လိုတင်ပြီဆိုရင်လည်းခုနကပြောတဲ့ reputation တွေကအရင်အရေးကြီးတယ်တစ်ခါလေကြလို့ရှိရင်စွန့်လွတ်ဖို့ဝင်မလေးပါနဲ့ဒါနဲ့ပူရတာပူများတာကိုရကြတယ်ဆိုရင်ဟုတ်နော် နော်ကျွန်တော်အလုတ်ချင်ဆုံးအဲ့ပေါ့နော်အရာကျွန်တော်ဒီဆန်ရှင်းရပြုတ်ရေးပဲဘာလို့ကျွန်တော်သားသမီးတွေကိုပေါ့နော်ဟိုပတ်သက်ချမ်းသာတာနဲ့ပေါ့နော်ဂုံတိတ်ခါနဲ့မဆိုင်ဘူးနောက်တစ်ခုကမိဘအမွေပေးခဲ့တာဟိုသားဖေမင်းကဒီလိုမျိုးရှိနေတဲ့အတွက်ကြောင့်မလို့ blacklist ဖြစ်လို့ဒီသားသမီးကဒီပညာကိုမသင်ရဘူးဆိုရင်သူ့ဟာသူအပြစ်မရှိတဲ့ကလေးကနေနိုင်တဲ့ဒုက္ခရောက်ဆိုတော့ကိုကြောင့်မလို့ကိုပတ်သက်ပေးနိုင်တာအဓိကမကြောက်ဘူးကိုမေတ္တာပေးရမယ်ကိုပြဿနာပေးလို့မရဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တတ်နေနေမှစူးစမ်းပြီးလုပ်တော့တာဝန်ကရကြရအောင် ျွန်တော်အဲ့ဆန်ရှင်ကဒါကျွန်တော်ဒီမိုဒီဆိုးကတက်လာတဲ့ခါမှာပြုတ်နေမှာအဲ့မတိုင်ခင်မှာကျွန်တော်ကထူးခြားစာနဲ့ JH ဆိုတာရှိတယ်ဂျွန်ဒါဂျွန်ဒါ anti democratic act ဆိုတာအဲ့ဟာကျွန်တော်ဖြုတ်ပေးလိုက်တယ်အဲ့ဒါတော့သူတို့က US Treasury ကနေပြီးတော့ approve လုပ်ပြီးတော့ကျွန်တော်တို့ appeal ကိုလက်ခံတဲ့အနေနဲ့အဲ့ဒါကပို့ပြီးတော့အကောင်းဆုံးနေရာပေါ့နော်သူတို့ clear ဖြစ်လိုက်တယ် Now အန်ဟောဆောင်နဲ့ပဲဒါအခုဒါကိုယ်ပြဖြုတ်လို့လည်းပါတယ်ကျွန်တော်တို့အဲ့စင်ဟောကကျွန်တော်တို့ပေါ့နော်ဟိုသူတို့ scholarship တွေပါလေးပေးပြတယ်ကျွန်တော်တို့ခူကြသွားတယ် ဟိုဆန်ရှင်ရင်ဖြစ်ခဲ့ဘူးတဲ့အခုကြတယ်သူတို့ ਨੇ အရန်ချစ်ချစ်ခင်ခင်နေတယ် US Treasury ကိုရောက်တယ်သူတို့အခန့်နဲ့ကျွန်တော် Colin Powell တို့ဘာလို့ ਨੇ ကျွန်တော်တို့တွေ့တယ်စကားတွေပြောရတယ်ဓာတ်ပုံတွေရတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်ဆန်ရှင်ဖြစ်တဲ့ကိစ္စကိုကျွန်တော်ပြောတာမကျွန်တော်ပြောချင်တာကတော့စိတ်ပေါ့နော်တခုခုပြဿနာတည်းစိတ်မလျှော့လိုက်ပါနဲ့ရန်သူဖြစ်တယ်ဆိုပြီးတော့လေတစ်သက်လုံးဖြစ်တော်မယ်ဆိုပြီးတော့လေတစ်သက်ရန်သူကိုမတိုက်ခိုက်ပါနဲ့ နော်အမှန်တရားကိုပြန်ရှာပြီးတော့ပိုစင်ရင်တစ်ခုကိုပြန်ရအောင်စူးစမ်းအထောက်ပါအဲ့အချိန်မှာကိုလိုချင်တဲ့ပိုစင်ရင်တစ်ခုကိုပြန်ရောက်လာလိမ့်မယ်အဲ့ရန်သူတွေအကုန်လုံးကကိုယ့်ရဲ့မိတ်ဆွေပြန်ဖြစ်လာလိမ့်မယ်အဲ့နောက်တစ်ချိန်မှာအဲ့မိတ်ရန်သူတွေနဲ့ပေါင်းပြီးတော့ပဲမိတ်ဆွေတွေလိုဖြစ်လာပြီးရင်အောင်မြင်မှုတွေကိုထပ်ပြီးရှာလို့ရဒါကြောင့်မလို့ဟိုကိုယ့်ကိုလက်တလောသူများအထင်လဲတဲ့အချိန်မှာစိတ်ကိုချက်ချင်းပေါ်တော့လွတ်လိုက်ပြီးတော့ဒေါသဖြစ်တာမျိုးမဖြစ်ဖို့တော့ကျွန်တော်အနေနဲ့တိုက်တွန်းပါတယ်ထပ်ပြီးကျွန်တော် business man တွေကို3ပေးချင်တာဘလောက်ပဲ trust ရှိရှိ control ရှိဖို့လို့ institutionalize ကိုကောင်းအောင်လုပ်ထားစေချင်ပါဘလောက်ပဲယုံရတယ်ဘလောက်ယုံရတယ်ပြောပြောเนาะ control ထားပါเนาะဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့အတွေ့အကြုံကကျွန်တော်တို့အချိန်ပေါင်းမြန်မာဆိုအလင်ခံရမှုတယ်အယုံမဆုံးလူတွေဘလောက်ယုံရလဲလို့မင်းစနေတင်တွေ override စင်းပြီးလှုပ်လှုပ်တာယုံသွားရင်စနေတင်တွေဒီကလေးပဲတွေ့တယ်ဘာဖြစ်လို့လဲဆိုတော့ဟာမဟုတ်ဘူးလားအလုပ်တွေကအများကြီးပဲသမီးလာလုံးမရမှာဆိုတော့ဟာဒီကလေးအရတော်တယ်ဘကူက bonus ဆောင်ပေးခြင်းသေးတယ်အမမမဟုတ်ဘူး तू ကစနေတင်တွေလာလို့ပြီးတော့ तू ကချောင်းနေတာ နောက်ပိုင်းထလဲကြောင်သူ့ကိုလည်းတအားယုံတဲ့ခါကျတော့သူ့ကို cash balance ပဲကျွန်တော်ကမစစ်ဘူး board ထဲမှာကုန်ထားတာသူ့ကိုကျွန်တော်ကတော့လည်းမစစ်ဘာမှမစစ်တော့ပြီးတော့သူကယုံဝါဆုံး trusted ဖြစ်နေတယ်နောက်ဆုံးမိသူအမျိုးသားတယောက်နဲ့လိုက်ပြီးသွားအဲ့ဒီပတ်သက်နေသူအကုန်ယူသွားအဲ့ဒါယူ company မှာ12နှစ်ရှိပြီလောက်တာတော့အဲ့တော့ तू ကစင်းစရာလဲကြွန်းနေတော့စင်းနေအကုန်လုံးကြိုက်ထားတယ်နောက် board ထဲမှာပတ်သက်နေဘာမှမရှိတော့အမှန်မှားတော့ account ရယ် cash ရယ်နော်ဟို cash balance ရယ်အကုန်လုံးက ိုက်ဆိုင်ပြီးစစ်တာအကောင်းဆုံးပဲအဲ့တော့ဘလောက်ပဲယုံယုံပေါ့နော်ဘလောက်ပဲ trust ဖြစ်တဲ့လူပဲပြောပြောကမ္ပဏီထဲမှာတော့ control တော့ထည့်ထားစေချင်ပါဘူးမမများတော့ IG လို့ EG လို့ပြောတာပေါ့နော်တကယ်တမ်းကျတော့ဟိုဟို EG ကလည်းပိုအရေးကြီးတယ်ပေါ့နော်စိတ်ကခံနိုင်စွမ်းရည်ပေါ့ဆိုတော့လူဆိုရဲဖြစ်လာရင်32ဖုံမှာလူဖြစ်ဖို့ဆိုတာအခက်ဆုံးမှာလူရဲလို့ဖြစ်လာရင်လောကဒဏ်တရားရအခက်ခဲအချင်းနေကြုံရမှာမကြုံစရာအကြောင်းမရှိဘူးအလုပ်ပြန်ပြန်လုပ်တဲ့သူပိုးကြုံမှာအလုပ်လောဘကြီးလေးပိုးကြုံနေမှာ ။အဲ့ဒါကျွန်တော်တို့ပြောတာကတော့အဲ့အဲ့ဒါတခုအလုပ်ကိုပေါ့နော်ကျွန်တော်အနေနဲ့တော့ challenge တခုလိုပဲထားစေချင်ပေါ့နော်။အခုခံနိုင်ရည်ရှိဖို့ဆိုတော့ကျွန်တော်လောက်ရထိုးတဲ့လူလိုပေါ့။တောင်းတောင်းလောက်ရထိုးတဲ့ဟိုအနေဆုံးဝိတ်တန်းတက်ထိုးရင်တော့ तू တစ်ချက်တော့ထိုးရင်ကျွန်တော်တို့တက်ထွက်သွားမှာ။ဒါနဲ့ခံနိုင်ရည်ရှိတဲ့လူကြတော့ तू ဘလောက်ထိုးထိုး तू ခံနိုင်ရည်လည်းရှိတယ်။ तू က defense လည်းရတယ် attacking လည်းရတယ်။ဆိုတဲ့အခါကျတော့ကိုယ့်ဘက်က तू ခံနိုင်ရည်လည်းချင်းရတယ်။ attack လည်းချင်းရတယ်။ပေါ့နော်။အဲ့တော့ကျွန်တော်အနေနဲ့ပြောတာတော့ဒီ အလုပ်လုပ်တဲ့အခါတွေမှာပေါ့နော်စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိဖို့လိုတယ်ချက်ချင်းဖြစ်ထားတဲ့တချို့ဆိုရင်ဒေါသဖြစ်လို့ပေါ့နော်ချက်ချင်းကောက်ပြစ်လိုက်တာမျိုးနောက်ပြီးတော့ဒေါသဖြစ်လို့ပေါ့နော်ချက်ချင်းဒီအလုပ်ကိုလွှတ်ချလိုက်တာမျိုးမလုပ်တာမျိုးဒေါသဖြစ်လို့ဒီပေါင်းသင်းကိုဆက်ပြီးတော့မဆက်ဆံတော့တဲ့ဟာမျိုးအဲ့တော့ပေါ့နော် patient လည်းမဖြစ်ဘူးပေါ့ကျွန်တော်အနေနဲ့ကတော့စိတ်ကထားတတ်ဖို့လိုပါတယ်ကိုယ်စိတ်ကတကန့်စီတကန့်စီတကန့်စီထားဖို့လိုတယ်ပေါ့နော်ကိုယ်စိတ်ကစိတ်နှလုံးသားဖြူစင်နေတာရယ်နောက်ပြီးတော့ကိုယ့်ရဲ့ IQ ကလည်းမြင့်နေရယ်ဆိုတာနဲ့မရသေးပါဘူး ဘောနော်ကိုစိတ်ကခံနိုင်ရှိဖို့လိုတယ်ဒါတွေအကုန်လုံးကငါ challenge လုပ်နေတာပဲ live it so short ပဲဘောကတိုးတိုးလေးပဲကြုံနေမှာပဲဟိုလူတော်တော်များများက time management လိုတယ် every ဟို equal chance ရတာလူတိုင်းမှာ24 hours a day อ่ะ everyone have a chance to get it ဘယ်သူမှပို့ထူးမရဘူးကိုဘယ်ချိန်အိပ်မလဲကိုဘယ်လိုလုပ်လို့မလဲဘယ်ဟာကိုဘယ်လိုသုံးမလဲဆိုတော့ morning ကနေစပြီး8:00တန်းအထိပေါ့နော်ကျွန်တော်အကုန်လုံး plan လုပ်ထားဖို့လိုတယ်ချိန်ဟို waste ဖြစ်မှာဟာမျိုးဆိုရင်ကျွန်တော် လုံးဝမလုပ်ချင်ဘူး ော့ကျွန်တော်အဲ့တော့အဲ့အချိန်တွေပူလာတဲ့အခါကျတော့ခုနပြောတဲ့ဂျန်တဲ့လုပ်ငန်းတွေမှာဂျန်တဲ့နေရာတွေမှာကိုယ်အသုံးချလို့ရဆုံးနာအားကစားကိစ္စတွေနောက်မိသားစုကိစ္စတွေကျွန်တော်တို့မိသားစုမှာမိဘချင်းမတည့်လဲမကောင်းညီကိုမောင်နှမချင်းတည့်လဲမကောင်းဒီကြားထဲမှာအိမ်မှာပတ်ဆိုင်ရှာတဲ့စီးပွားရေးသမားတွေကိုမိဘအတိမမပြူဆိုလဲမကောင်းတော့ဒီမိသားစုကိုကျွန်တော်တို့ကပြောတာကခဏခဏရန်ဖြစ်နေလို့ပြဿနာတက်နေရင်လဲအင်းနီနာချင်းကလည်းကိုယ်ဘယ်သူမှလေးစားမှာမဟုတ် ဆိုတော့နောက်ဆုံးသားသမီးတွေကြောင်းသွားလဲမျက်နှာငယ်ရမယ်ပြင်ထွက်လဲမျက်နှာငယ်ရမယ်ကျွန်တော်တို့မိသားစုလိုမျိုးပဲကျွန်တော်တို့နိုင်ငံလည်းအဲ့လိုဖြစ်လို့မရအောင်အလကားနေရန်ဖြစ်နေသေးရတော့ကျွန်တော်ရှေ့ရှောက်မရောက်မှလည်းမဟုတ်ဆိုတော့အဲ့တော့ကျွန်တော်တို့အနေနဲ့ကတိအချက်ကတော့ compromise လုပ်နိုင်ဖို့လိုတယ်တတ်နိုင်သမျှမိသားစုကတယောက်တယောက် understanding လုပ်ဖို့လိုတယ်ဘလို့နည်းနဲ့မှတော့ perfect ဖြစ်မှာမဟုတ်ဘူးအမျိုးသမီးလည်း perfect ဖြစ်မှာမဟုတ်ကိုယ်လည်း perfect ဖြစ်မှာမဟုတ်သားသမီးလည်း perfect ဖြစ်မှာမဟုတ်ဘူးဟိုဒီကတော့တယောက်တယောက်ပေးဆက်ခြင်းနဲ့ပဲအဆင်ပြေတဲ့လမ်းကြောင်းကိုကိုရှာမှာပဲကျွန်တော်ဟိုတလောကဆိုလို့ရှိရင်ကျွန်တော်ဒီ6ယောက်ဆိုရင် တကယ်လူတက်တဲ့အချိန်မှာဇပွဲထိုးနေတာ CCTV မှတ်တမ်းပြတာကိုအချုပ်တဲ့ထဲလိုက်ကျွန်တော်ဒေါ်လာ6000ကုန်နဲ့ရှင်းနေငါပြီးအပီးလုပ်လိုက်တာအကုန်လုံးမြန်ထွက်လာဆိုကျွန်တော်တို့လူမျိုးတွေရဲ့ right ပေါ့နော်ကိုယ်ကကပြောသလိုမိသားစုမရင်ညွတ်တဲ့ခါကျတော့ဘယ်သူမှကိုယ်အထင်မကြီးတော့600ရာရက်ကိုထင်သေးတယ်မြန်မာလို့ပြောလဲနားမလဲဘူးနော်ဘယ်နိုင်ငံလဲဆိုအမျိုးစားလားတော်တော်မောတယ်နော်ဆိုကျွန်တော်တို့ brand ကြီးပြန်လုံးမှာပဲရမယ်ကျွန်တော်တို့နိုင်ငံကိုတကယ် image တစ်ခုတည်ဆောင်အားလုံးကလူငယ်တွေမှာတာဝန်ရှိပါတယ် ကျွန်တော်တို့ financial sector ကိုကျွန်တော်ဝင်လိုက်တဲ့အချိန်မှာကျွန်တော်ပို့ပြီးသိတာအဲ့တော့ economic ဆိုတော့ just a transaction and the marketing ပဲကျွန်တော်တို့က market နဲ့ transaction ကောင်းကောင်းရှိရင်လှန်နေတာ economic ကဒါတက်လာမှာပဲကျွန်တော်အဲ့ပေါ်မှာပဲ volume ပေါ်မှာ test ယူတာရောနိုင်ငံအတွက်အလုပ်ကန်ဖန်တီးတာရောကျွန်တော်တို့ဖြစ်မှာပဲကျွန်တော်တို့စီးပွားရေးလုပ်မဲ့လူငယ်တွေအကုန်လုံးကပတ်စံရှာတာမဟုတ်ဘူးလူတွေကအတွေးအမြင်အရန်နေတယ်သူတို့ပတ်စံလိုချင်လို့လုပ်တာပါလို့ထင်တာဒါကျွန်တော်ရှိမှာအခု entry level ကဝင်တဲ့လူတွေတချို့ CEO ဖြစ်နေပြီတချို့ MD ဖြစ်နေပြီတချို့ ဆိုလို့ရှိရင်တကယ်ကိုပေါ့နော်ထပ်ပြီးတော့ father study ကျွန်တော်ရှိမှလုပ်လို့ရတယ်သူတို့ကလူသားတန်ဖိုးရှိတဲ့လူသားဖြစ်သွားချမ်းသာတဲ့နိုင်ငံတွေအကုန်လုံးပတ်သက်ချမ်းသာတာမဟုတ်ဘူးတန်ဖိုးရှိတဲ့လူသားတွေအများကြီးစုနေလို့ချမ်းသာတဲ့နိုင်ငံဖြစ်တာကျွန်တော်တို့ကကိုယ်ကိုယ် company ဖွဲ့စည်းရတယ်တန်ဖိုးရှိတဲ့လူသားတွေဖြစ်အောင်လုပ်ဖို့လို့ကိုယ်မိသားစုတွေလည်းကိုယ်တန်ဖိုးရှိတဲ့လူသားတွေဖြစ်အောင်လုပ်ဖို့လို့အဲ့နိုင်ငံထဲမှာလည်းတန်ဖိုးရှိတဲ့လူသားတွေအများကြီးဖြစ်ဖို့လို့ခုကျွန်တော်တို့ဆိုရင် credit bureau မရှိဘူး credit union မရှိဘူးအဲ့တော့ကျွန်တော် credit rating ကြီးဖို့ကျွန်တော် ခုချိန်ထိ paper id သုံးနေတော့ ကျွန်တော်မှ digital id မရှိဘူးအဲ့တော့လူတယောက်ကဟာ trace လုပ်မယ်ဆိုဘာမှလုပ်လို့မရဘူးဒီလူရဲ့ criminal background ကြည့်မလားဒီလူရဲ့ biography ကြည့်မလားဒီလူရဲ့ကျမ်းစာရေးနဲ့ပတ်သက်တာကြည့်မလားဒီလူဘာမှကျွန်တော်ကြည့်လို့မရဘူးအဲ့တော့ခုန digital ဘိုင်းပြောရင်လေကျွန်တော်ကျွန်တော်အတွေ့အကြုံလေးကျွန်တော်ရှင်းပြတာပါ strong investment ဖြစ်လို့မရဘူးအဲ့တော့ id သမားက id ကြောင့်နားလေတယ် तू business နားမလဲဘူး operation နားမလဲဘူးဆိုပြဿနာရှိတယ် market နားမလဲဘူးဆိုပြဿနာရှိတယ်ကျွန်တော် every business ကကျွန်တော်က cogs ရှိတယ် cost of goods sold ရှိတယ် ကျွန်တော်တို့က part transaction fee က200ကျောက်လောက်ကြာမှာသူ200လောက်ကြာကျွန်တော်ဒုက္ခရောက်နောက် market မသိတဲ့ခါကျတော့ sizing မလုပ်နိုင်တဲ့ခါကျတော့ data ဘက်မှာကျွန်တော်ကလွဲနိုင်တယ်ဆိုတော့ကျွန်တော်တို့ကနောက်တစ်ခါ vendor တွေနဲ့ deal လုပ်တဲ့ခါဒီမှာလဲကျွန်တော်တို့မှာက open api နဲ့ကိုယ့်အကကိုလုပ်နိုင်တဲ့အကြောင်း ID တော်လာတဲ့လူကအများကြီးမရှိဘူးနိုင်ငံခြားပြန်လာတော့လဲကျွန်တော်တို့က3000တောင်ကိုကျွန်တော်1000တောင်ပေးရတယ်1000တောင်ကို2000တောင်ပေးရတဲ့ခါကျတော့ကျွန်တော်တို့ရဲ့ overhead ကလည်းတက်တယ်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ကထပ်ပြီးတော့လေးလာဖို့ကလေ Father Study က local ထဲမှာဘာမှလုပ်လို့မရဆိုတော့အကုန်လုံးကကျွန်တော်တို့က ဟိုအပြင်ကခေါ်တုံးရတဲ့ဟာမျိုးဖြစ်လာဆိုတော့မဖြစ်မနေကျွန်တော်တို့ကပြင်ချင်တာကဟိုကိုယ့်ထဲကဘန်ချင်းလည်းပြင်ချင်တာမဟုတ်ကျွန်တော် challenge လုပ်နေတာက regional level ဘယ်လောက်သွားနေသလဲနော် globally ဘယ်လောက် level သွားနေသလဲငါတို့နိုင်ငံဘယ်နှရောက်ပြီလဲငါဘာထပ်လုပ်ရမလဲကျွန်တော်ဒါပဲစဉ်းစားနောက်ကျွန်တော်တို့ချိန်မှရှိတဲ့အဲကျောင်းကတင်လိုက်တဲ့စီးပွားရေးပညာရှင်တော်တော်များများအကောင့်တွေကိုပို့တင်ပေးလိုက်တယ် finance ကိုသိမ့်မသိဘူးတင်တဲ့အတွက်ကြောင့်မလို့အကောင့် closing balance ကိုသူတို့တအားကျွမ်းကျင်တာဒါ financial control ဘက်ကတော့အားနည်းတယ် အားနဲ့ကျွန်တော်တို့ကိုကောင်းကောင်း control လုပ်လို့ရနောက်တော့ကျွန်တော် management လူတွေကလည်း finance လို့ hr တို့အတူတူတွဲလို့ရမယ်လို့ဘယ်တော့မှအတူတူမရှိဘူးပေါ့နော်အဲ့တော့ id လို့ဟာမျိုးကိုလည်း hr သူသွားပြီးတော့ဥဆောင်နေတယ်လို့ပြောတယ်မင်းက तू ကတန်းဆောင်နားမလဲဘူးအခေါ်ရောမသိဘူးဆိုတော့လူတွေကဖွဲ့စည်းတစ်ခုကိုဝင်လာတယ်ဆိုတာလာလာလိုချင်လို့မဟုတ်ဘူးသူတို့ဘဝရဲ့ future ကိုလိုချင်လို့နောက်တစ်ခုကထပ်ပြီးဘာတွေလေ့လာလို့ရမလဲဒါတွေငါတပါထပ်ပြီးတော့ဒီမှာငါ network ချဲ့လို့ရမလဲငါရဲ့အနာဂတ်ဘာရှိလဲဆိုတော့လူတွေအကုန်လုံးကသူတို့ရဲ့အနာဂတ်ကိုလိုက်ရှာနေကြတယ် တော့ကျွန်တော်အနေနဲ့တိုက်တော့တာတော့ဟိုပေါ့လုပ်ငန်းရှင်တိုင်းပေါ့နော်ဤပညာနဲ့ပတ်သက်လို့ပေါ့နော်နောက်ဆုံးပိတ် business intelligence ပဲဖြစ်ဖြစ် dashboard report ပဲဖြစ်ဖြစ်ကင်ထားဖို့လိုပါတယ်ဘလောက်ပဲအလုပ်များများနော်စီးပွားရေးလုပ်မယ်ဆိုရင်တော့ financial figure လုံးဝအလွတ်ရမနေပဲနဲ့မလုပ်ပါနဲ့ကျွန်တော်ပြောတာဘယ်သူပြောတာမှလည်းမယုံပါနဲ့နောက်ဆုံးပိတ် balance sheet ပေါ်ဆောင်ရွက်လှမ်းကြည့်ပြောလဲပြောမနေနဲ့နော်အကောင့်ထဲမှာတကယ်ပတ်သက်ရှိသေးသလားဘော်ထဲမှာတကယ်ပတ်သက်ရှိသေးလားလဲတော့ဖြူပြည့်ကြည့်နော်ဘာလို့လဲဆိုတော့ လုပ်လို့ရတဲ့နည်းတွေအများကြီးရှိပါတယ်เนาะတကယ်ကဘာကျော်ဘန်ကြီးတွေတော့မှเนาะ hack လုပ်လို့ဆုံးရှုံးသွားတာတွေအများကြီးရှိရတယ်ကျွန်တော်တို့လိုဘန်ပေါမားလေးတွေတိတိလေးတွေကအချိန်မီလေးကျွန်တော်တို့ဖြစ်နိုင်တယ်ကျွန်တော်ကတော့တိုက်တွန်းတာကတော့ physically strong ဖြစ်နေဖို့လိုတယ်เนาะ mentally less strong ဖြစ်နေဖို့လိုတယ်เนาะအသက်20ကျော်30ကျော်ဆို calendar လုံးဝမကြည့်နဲ့တော့ဆိုတော့ဒါ biological ကြီးရပဲတည်ချမှတ်တာကိုဘလောက်ခံနိုင်သေးသလဲကိုဘလောက်လုံနိုင်သေးသလဲတချို့ဒါဥမာပြောကျွန်တော်ခုကောက်တိရိုက်တယ်ကျွန်တော်36ကျင်းရိုက်တယ်ကျွန်တော်အေးဆေးသေးပဲမနေ့လေးနိုင်ပြန်တာနောက်တစ်နေ့ထိုက်ရိုက်45ကျင်းရိုက်လို့ရတယ် ဒါတချို့အသက်30လောက်နဲ့ဆက်ရှိကျင်းလောက်ရိုက်ပြီးဒူးခွင်နဲ့ကိုကျွန်တော်မရတော့ဘူးခေါင်းတွေကိုက်နေပြီကိုကကိုအမြဲတမ်းပြိုင်ပါကိုချမ်းမာရေကိုလည်းကိုပြိုင်ပါနော်နောက်တစ်ခုကတော့ကိုရဲ့စိတ်ခံနိုင်ရေကိုလည်းကိုပြိုင်ပါနော်ကိုရဲ့သီးခံနိုင်စွမ်းအောင်လည်းကိုပြိုင်ပါဒီနေ့သီးခံနိုင်ရင်နှစ်ပံပိုသီးခံရမယ်နော်ဒီနေ့စူးစမ်းတာတွေမနှစ်ပံပိုစူးစမ်းရမယ်နော်အဲ့ဒါကိုကိုအမြဲတမ်းပြိုင်နေသူများကိုလည်းသွားဒုက္ခမပေးနဲ့အဲ့ဒါလောကကိုကောင်းကျိုးပြုဖို့ပဲနော်အဲ့ဒါကျွန်တော်အနေနဲ့ကတော့အဲ့လိုပဲတိုက်တွန်းပါတယ်ကိုပဲပါအောင်စီးအောင်ပါဒါပဲရှိပါ